ကိုယ့်ရဲ့ fitness level ဘယ်လောက်ထိရှိလဲဆိုတာကိုကိုယ်တိုင်လည်းသိချင်လို့ပေါ့နော်အဲပြန်ဖြစ်သွားတာပါကြောက်တယ်လေအကုန်လုံးကကြောက်စရာတွေပဲဟိုလလလေးကိုပဲကြည့်ပေးကြပါလို့စူးစားထားပါတယ်ကူတက်နိုင်သလောက်ပေါ့နော်ကူလုံနိုင်တဲ့အာအကုံကူထုတ်သုံးထားပါတယ်လို့ဟုတ်ကဲ့ရှိသမျှအာအကုံပဲအဲ့ဒါ ဘယ်လောက်ထိပြင်တာလဲဆိုတော့အခုအစမ်းကုန်တော့စူးစမ်းထားပါတယ်ဟုတ်ပြင်မရနီလိုဖက်ဖက်ဘလို့ပြင်လို့ဒီအဖို့ကျောင်းဝင်ကြရင်စဉ်းစားမိပါအာဘလို့ပြင်လို့ဆိုကန်လန်းလာခဲ့တဲ့ခါကျတော့ဘောနော်ညီမအစညင်းလိုက်သေးတယ်ညင်းလိုက်ပြီးတော့မှအဲကိုယ့်ရဲ့ fitness level ဘလောက်ထိရှိလဲဆိုတာအခုကိုယ်တိုင်လဲ တည်ခြင်းလို့ပေါ့နော်အဲပြန်ဖြစ်သွားရပါဟုတ်ကဲ့အော် lifting ပေါ့ lifting ပိုင်းကွာဝိတ်မာတာဒီအဲအရင်တော့တစ်ခါမှမလုပ်ခဲ့ဘူးအဲအဲ့ဒီဟာလေးတွေကတော့ကူတော့တော်တော်ခက်ခဲခဲ့တယ်ဟုတ်ကဲ့အားငယ်ခဲ့ရတော့မရှိခဲ့ဘူးဒါပေမဲ့ challenge တစ်ခုပြီးတိုင်းမှာပေါ့နော်ဂူးထွက်လာတဲ့အချိန်တိုင်းမှာအကုန်လုံးအစိုးရင်တကြီးနဲ့ပေါ့နော်ဂူးအဆင်ပြေလားဆိုပြီးတော့အဲ့လိုဖေးမကြလို့ပေါ့နော်အဲ challenge တိုင်းတော့အကုန်အဆင်ပြေခဲ့ပါတယ်လို့ဟုတ်ကဲ့ ပြောရမယ်ဆိုမြန်မာနိုင်ငံမှာဒီလိုပွဲလောက်တာဒီ fit အပ်ပိုကြီးကအရင်ဆုံးပဲလေနော်ဟုတ်ပြီးတော့ challenge တွေကလည်းတကယ်ပြတဲ့ချိန်ကျရင်မြင်ရမှာပါခုလို့ဆိုလဲအဲ့လိုကြိုပြီးရင်ခုန်နေရတာဘာလာမလဲဒါဘာပြီးရင်ဘာလာမလဲဆိုပြီးတော့ပဲအများတန်းရင်တမမနဲ့စောင့်ခဲ့ရတဲ့ပြိုင်ပွဲဆိုလေဟုတ်စိတ်အတက်အကြတော့ပြိုင်ပွဲတိုင်းဘယ်ပြိုင်ပွဲမဆိုပါရှိပါတယ်ဟုတ်ဒါမဲ့ ဘယ်လိုပြောရမလဲအဲဒါတွေကိုဖြတ်ကျော်ခဲ့ရတာပေါ့နော်ကိုယ့်ကိုအဲလိုချင်တာမလိုချင်တာဘာညာအဲအဲ့ဒါတွေအရန်စိတ်ထဲအရန်မထားဘူးဟုတ်မမျက်လေးဆိုရင်တော့အဲဆော့ရဲအပိုင်းမှာရောပြီးတော့အစားအသောက်ပိုင်းမှာကသူတေးသေးချာချာလေး clean ဖြစ်အောင်စားပြီးတော့သူ့ခန္ဓာကိုယ်ဒီအရွယ်ထိထိန်းထားနိုင်တာတကယ်လဲချီကျူးစရာပါလို့ဟုတ် ူကိုကူအလာလုံးမဖေးဘူးနည်းနည်းအလာအလာလို့တော့လည်းမဟုတ်တေချာလေးတော့ဆော့ဖြစ်ပါတယ်ဒါပေမဲ့အရင်အပြင်းထိုင်လုပ်တဲ့တည်းမှာတော့မပါဘူးဟုတ်အဖိုကြီးနဲ့တွေ့မှာပဲနော်ဟုတ်တယ်ဒီအဖိုကြီးနဲ့တွေ့မှာပဲကူဘလို့စားပြီးဘလို့ဆော့ရမယ်အိတ်ချိန်စားချိန်ဆော့ချိန်လေးတွေကိုတေချာ manage လုပ်တတ်သွားတာပေါ့နော်ဟုတ် ကြောက်တယ်လေအကုန်လုံးကကြောက်စရာတွေပဲ။အော်အဲ့လိုယောက်ျားလေးနဲ့မိန်းကလေးနဲ့ပြန်ရတယ်လို့တော့မဟုတ်ဘူးပေါ့နော်။တချို့ game တွေကလည်း team game ဆိုပေမဲ့တချို့ game တွေကလည်း individual ဆိုတော့အတကြဲအနေချက်ကတော့သူ့အနေနဲ့သူတော့ရှိတာပေါ့နော်။လို့အနေချက်ကြီးလို့ပဲမိန်းကလေးဖြစ်လို့ဟိုဒီမှာအနေချက်ကြီးတစ်ခုဖြစ်သွားမျိုးတော့မဟုတ်ဘူးဟုတ်။ပြန်ရင်လည်းဒါပြန်တဲ့အချိန်မှာကိုယ်ကွာခြားချက်ပေါ့မှာအဲ့လို ားခဲ့ဘူး။ဟာထင်ထားတယ်။ကြိုတွေးထားပြီးသားဖို့ယူပါလို့လဲဆိုတော့ season 1ကိုလည်းကြည့်ခဲ့ပြီးပြီ။အဲဒီဒီဒီလောက်ဘယ်လိုပြောမလဲ။မြင်တဲ့အချိန်မှာဟာခနဲ့ဆိုပြီးအဲအဲ့လိုဖြစ်သွားလောက်တဲ့ဒီပေါ့နော်။တချို့ကလေးဆိုဟုတ်။လှလှလေးကိုပဲကြည့်ပေးကြပါလို့။စူးစမ်းထားပါတယ်။ကူတက်နိုင်သလားပေါ့နော်။ လုံနိုင်တဲ့အားအကုန်ထုတ်သုံးထားပါတယ်လို့ဟုတ်ကဲ့ဆက်ဘောမှာအားထုတ်သုံးသွားဒီမှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဘယ်လိုပြောရမလဲရှိသမျှအားအကုန်ပဲအဲ့ဒါဒီဒီဒီဟာပြီးတော့လဲထပ်မလုံတော့ဘူးတော်ပြီခိုက်ကန်ရတာရရှိခဲ့လား injury ရတော့ကူကပြင်းပြင်းထန်ထန်တော့မရှိခဲ့ဘူးတချို့အဲ့ဟာလက်ပေါက်ပြဲတာတော့ပဲ injury ဖြစ်ခဲ့တာဆိုတော့ကျွန်내လူတွေက injury ဖြစ်တာပုံများတယ်ဟုတ် လာမဲ့24ရက်နေ့ကနေစပြီးတော့မှ တနင်္ဂနွေနေ့နေတိုင်းရော MRTV4 ကနေအဲအပိလို့လဲရပါတယ် MRTV4 ကနေမကြည့်ဘူးဆိုလို့ရှင် ဖုန်းနဲ့ကြည့်ချင်တဲ့သူတွေကတော့ပြုံးပလေးကနေကြည့်လို့ရပါတယ်အဲဆက်လက်ကြည့်ရှုပြီးတော့မှဒီ FOE season ကိုအပိပါအောင်လို့ကျေးဇူးများတင်ပါတယ်